Zen Free to Learn Channel မှာသူစောပါတယ်။ငုံခေါင်းလေးကိုပြလိုက်ပါ။ကျွန်တော်တို့ပြရင် App Info လေးကိုနှိပ်လိုက်ပါ။ပြရင် Clear Data လေးကိုယူလိုက်ပါ။ပြရင် Manage Space ကိုယူလိုက်ပါ။ပြန် clear out data လေးကိုနှိပ်လိုက်ပါ။ Okay လေးနှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် from clear out data ချပြပါပြီကျွန်တော်တို့ VPN မကြော်ချင်နေရပါလေကျွန်တော်တို့ outlook main ဖွင့်မှာဆိုတော့ outlook sign in လေးရိုက်လိုက်ပါ hello sign in လေးရိုက်လိုက်ပြီးကျွန်တော်တို့ create account နိုင်တယ်ပါ ေးတာနဲ့မှာ Gary and you email address ကိုနည်းလိုက်ပါ account create လုပ်မယ်ဆိုရင်နာမည်လေးတစ်ခုထည့်ပေးရပါမယ်ပြီးရင် name လေးနည်းလိုက်ပါ name လေးနည်းပြီး group member နဲ့ password လေးထည့်လိုက်ပါမဟုတ် password လေးရိုက်ပြီးရင်နာမည်လေးရိုက်ပေးရပါမယ်နာမည်လေးရိုက်ပြီးရင်တော့ name လေးနည်းလိုက်ပါအဲ့ဒါပြင်တော့ကျွန်တော်တို့ဂျပန်ဖြစ်နေရပါမယ် ြင်းဒိတ်ထည့်လိုက်ပါဗတိထည့်ပြင်မစ္စလီနေလဲပါမစ္စလီနေပြင်တော့ကျွန်တော်တို့ shop pencil တွေနေလဲပါမနုတူခိုင်းလာလို့လုပ်ပြလိုက်မယ်ခုကခတ်ခွာရေးပြရမှာဆိုတော့ခတ်ခွာလေးပါတဲ့ပုံကိုရေးလိုက်ရပါပြီအဲဒီကျွန်တော်တို့အောက်လုံးမေးတခုရပါပါပြီ ုံးချက်ကိုကျေးဇူးပါအားလုံးမျောလင်းချက်တွေကိုမပြည့်စည်ရဲ့